ဂိမ်းနေရပုံစံမျိုးကိုသူတတ်ချင်တာကွာ။ပုံမှန်လေးရောက်လာပြီဆိုတဲ့အချိန်မှာအရင်ဆုံးလေဘင်းကိုညှစ်ပြီးတော့မှရင်ဝါကိုဓာတ်နဲ့ထိုးပြီးတတ်လိုက်တာ။ဒီနော်ပြီးတော့ကောင်မလေးထေသွားတဲ့ခါကျမှပေါင်သားကိုတလွာချင်းတီလွှာပြီးတော့လှီးတယ်။နားတွေကိုတော့သူကအိမ်နာတွေကိုအကုန်လုံးထည့်ပြီးတော့ဆွဲချလိုက်ပြီး bike ကိုခွဲတယ်ခွဲပြီးအထက်ကကလီစာတွေအကုန်လုံးကိုထုတ်ပြီးတဲ့အခါကျအမိုက်ဘုံထဲမှာသွားပြီးတော့ထည့်ခဲ့တယ်တဲ့။အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ခမိုးဒီပါဗျာခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုဖိုင်လေးကတော့ မုံမျိုးလေကောင် beauty land hotel ပြတမှုကိုစစ်ဆေးတဲ့အခါသူတက်တဲ့ခင်ရဲ့ကြောက်စရာခုံးနဲ့ထွက်ဆိုချက်ကိုဒါပြန်လဲပြပြထားတဲ့ video file လေးကိုကျွန်တော်နဲ့အတူတူကြည့်ကြည့်လိုက်ရအောင်ဗျ။ရံမုံမျိုးလေကောင်32လမ်းလူတက်မှုကိုစစ်ဆေးတဲ့အချိန်မှာပေါ့နော်။ဒါတရခန်ရဲ့ထွက်ဆိုချက်ကတော်တော်တော့ပြင်းတယ်။ဟိုစာရီဖတ်တာလည်းတော်တော်ကိုကြောက်စရာကောင်းတယ်ပေါ့နော်။အာသူကဒီ game ကို အရန်ဆွဲလန်းနေတဲ့အခါကျတော့ဒီဂိမ်းလေးကပုံစံမျိုးကို तू တတ်ချင်တာကွာတတ်ချင်တာဖြစ်တဲ့အတွက်ယောက်ျားလေးအချင်းချင်းတတ်မယ်ဆိုရင်သူ့ကိုပြန်လှုပ်မအောင် तू ကအဲ့ဒါတော့ကြောက်တယ်အဲ့ဒီတော့သူ့ကိုပြန်ပြီးတော့လှုပ်လို့မနိုင်တဲ့မိန်းကလေးကို तू ရွေးတယ်ပေါ့ရွေးတဲ့အခါကျတော့ဒီလိုတတ်ဖို့အတွက်ကို तू အကုန်လုံးပြင်ဆင်သွားတာကအာတတ်မဲ့ဓားတွေအကုန်လုံးပေါ့နော်ဓားတွေသွေးတွေပေးခဲ့ရင်လည်းအကုန် ဒါတွေကိုစေးကြောဖို့အတွက်အစွန်းချွတ်စေးတို့တုပ်ဖို့အတွက်အဝက်အထည်တွေအဲ့ဒါတွေအကုန်လုံးကိုယူပြီးတော့ तू က9ရက်နေတည်းရာဒီ32လမ်းနဲ့ရ32လမ်း beauty land hotel ကို तू က9ရက်နေတည်းရာ तू ရောက်တာရောက်တဲ့အခါကျတော့ရောက်တော့မှ तू ကတမိုင်းဒိတ်ခဲ channel ကနေပြီးတော့ဒီကောင်မလေးကိုခေါ်လိုက်တာဗောနော်ခေါ်လိုက်တော့ဒီကောင်မလေးရောက်လာပြီဆိုတဲ့အချိန်မှာအရင်ဆုံး level ကိုညှစ်ပြီးတော့မှဂျင်ဝါကိုဓာတ်နဲ့ထိုးပြီးတော့တတ်လိုက်တာ ်ဒီနော်ပြီးတော့ကောင်မလေးသေသွားတဲ့ခါကျမှပေါင်သားကိုတလွာချင်းဒီလွှာပြီးတော့လှီးတယ်လှီးပြီးတော့ဒီပေါင်သားတွေကိုတော့သူအိမ်နာတွေကိုအကုန်လုံးထည့်ပြီးတော့ဆွဲချလိုက်ပြီးထင်ပါတယ်ရေဆွဲချလိုက်မှထင်တယ်နော်အဲ့ဒီတော့အဲပြီးတော့ဟိုဘယ်လိုပြောဘိုက်ကိုခွဲတယ်ခွဲပြီးအထက်ကကလီစာတွေအကုန်လုံးကိုထုတ်ပြီးရဲ့အခါကျတော့မဟာဗန်နူလာလန်းတောင်းကအာကြွကြွိနဲ့ထုတ်ပြီးတော့မဟာဗန်နူလာလန်းတောင်းကအမိုက်ပုံးထဲမှာသွားပြီးတော့ထည့်ခဲ့တယ်တဲ့ နော်အာပြီးတော့ဒီ channel ဟာတွေသူခုတ်ထင်มาပေါ့ကွယ်နော်အနောက်တော့သူ့ရဲ့ကောင်မလေးကိုဒီဟာတွေအကုန်လုံးဝိုင်းပြီးတော့အာတန်ရှင်းရေးလုပ်ဖို့တွေပါတယ် ညီမပေါ့သူကလှမ်းခေါ်တယ်။ဟောင်မလေးကတော့စခုတ်ခေါ်ခြင်းမှမတိလောက်ဘူး။ဒါမဲ့ဟိုတယ်ကိုရောက်တော့မှသူကဒီလိုမျိုးသူဒီလိုလုပ်ခဲ့ပါတယ်ဆိုတဲ့အကြောင်းတွေကိုသူကပြောပြပြီးတော့အာဒီအလောင်းဖြောက်ဖို့အတွက်ပေါ့နော်သူဝိုင်းပြီးအဓိကတန်ရှင်းရေးတွေပါလေအကုန်လုံးဝိုင်းလုတ်ခိုင်းတယ်။ဝိုင်းလုတ်ခိုင်းပြီးတော့သူ့ရဲ့ကြံတဲ့ dead body ကိုအာအမိုက်အိမ်နဲ့ထည့်ပြီးတော့အဲကွန်အော်တိုဘုံတင်ပြီးတော့သူတို့တွေ check out လုပ်ပြီးတော့ပြန်ခဲ့ကြတယ်ပေါ့။ အဲအဲ့ဒီတော့ချက်ကောက်လုပ်တဲ့အချိန်မှာလဲသူတို့ချက်ကောက်ဟိုဟာစစ်မှာပေါ့ကွာဒါပေမဲ့အခန်းကိုတော့တော်တော်တန်ရှင်းလုပ်ခဲ့ပုံရတယ်အခန်းကသူတို့အဲတတ်တဲ့အချိန်မှာအာဒုံဒုံတိုင်းတိုင်းလေးလုပ်တော့နန်းနန်းတိုက်ကလည်းဟိုတယ်ကလည်းဟောင်းနေထင်ပါတယ်နိုင်ရစေးသားတွေကွာကြလို့သူ6000ယော်ခဲ့ရတယ်တဲ့ ့အဲပြီးတော့သူ့ရဲ့ဒီဓာတ်တွေပေါ့နော်ဓာတ်ကိုကြတော့သူကအတာဂီတာကကိုပြန်ရတာဖြစ်တဲ့အတွက်မဟာဗန်နူလာတရားပေါ်ကနေပြီးတော့သူပြစ်ချခဲ့တယ်လို့ပြောတယ်ဒါပေမဲ့အခုပြရတဲ့ပုံတွေထဲမှာပေါ့နော်ဖမ်းမိတဲ့ပုံတွေထဲမှာဓာတ်တွေပါပြထားတာတွေ့တယ်ဓာတ်တွေကဘာတွေကွာခြားချက်လဲရှိတယ်ဆိုတာတော့ကိုတွေလည်းဓာတ်တွေတိကျသိတာမဟုတ်ဘူးပေါ့နော်ပထမဆုံးသတင်းစာပြီးတော့ထွက်ခါစားကဒီသေဆုံးတဲ့ကောင်မလေးကဒီမှာ long stay နေတယ်ဒီ hotel မှာရက်ကြာနေပြီလို့လည်းတင်ထားတာတွေ့တယ်အခုကျတော့လည်း9ရက်နေမှခေါ်တယ်လို့လည်းပြော ောတယ်ပေါ့နော်ဒါကြားထဲမှာလဲဟတာတွေပေါ့ရှိတာတော့ရှိပါတယ်အများကြီးပဲရှိတယ်ဘာတွေကွာဟနေလဲဆိုတော့ဒါဘယ်သူမှသိနိုင်တဲ့အရာမဟုတ်ဘူးပေါ့ကွယ်နော်ဒါကတော့လူသက်တရားခံထွက်ဆိုချက်ကိုပြပြထားတဲ့ဗီဒီယိုဖိုင်ပဲဖြစ်ပါလေဗျာနောက်ပြီးဒီလူသက်မှုကိုသင်ခန်းစာယူပြီးသတိထားရမယ့်ဆောင်ရွက်ဆောင်ရွက်လေးကိုပြပြထားတဲ့ဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်နဲ့အတူတူကြည့်ကြည့်လိုက်ရအောင်ဗျာကျော်မသွားနဲ့လာအခုအခန်းထဲဘက်900နဲ့မှဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲသတင်းရထားပြောမလို့လာ ေးဟုတ်တယ်အခုရန်ကုန်မြို့လေးမှာလေလော်ကူတက်မှုနဲ့ပတ်သက်ပြီးတော့နောက်ဆုံးသတင်းရထားတယ်ပြောပြမယ်လောတခါလေးပြောပြမယ်နော်ဒီဗီဒီယိုကအသက်16 19 20ကျော်လေးတွေကိုရည်ရွယ်ပြီးတော့လုပ်ထားတဲ့ဗီဒီယိုဖြစ်တယ်နောက်တစ်ခုကဒီကိစ္စကိုသိပြီးပြီဆိုလို့ရှိရင်ကြော်သတင်းနောက်ထပ်အသေးရထားတာဗာလဲဆိုလို့ရှိရင်ဒီကောင်လေးအခုလေလော်ကူတက်မှုကိုကျိုးလို့တဲ့ကောင်လေးရဲ့မိဘတွေကဆရာဝန်နဲ့နော်ဟောတာသမီကောင်မိဘကောင်ဆိုတော့အခုမိဘတွေကနေပြီးတော့အခုဒီအမှုကိုလိုက်နေကြတာလေ ဟဲ့အခုငါတို့ Facebook မှာခက်စားနေလေရင်ကောင်နဲ့ပေါင်းလို့ရှိရင်အဲချီတွန်းရောက်ပြီးတော့ကျတော့ပြားနဲ့ပေါင်းလို့ရှိရင်ပန်းကင်းရောက်မယ်ဆိုတဲ့အေးအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုဒီပြင့်မှုကျူးလွန်သူကောင်လေးရဲ့ရည်စားအေးမွင့်အောင်အဲ့ကောင်မလေးရဲ့ဖြစ်စဉ်ကိုပြောပြမယ်ဟဲ့နောက်တစ်ခုက TikTok မှာခက်စားသွားရည်ရဲ့ဆိုပါတော့ကိုကိုကလော်ကူတက်လို့ရှိရင်တဲကအလော်ကောင်းဖြောက်ပေးမယ်ချစ်သူမျိုးပါဆိုပြီးတော့ Trump ဖြစ်သွားသေးရဲ့ဆိုဝစီဘေဒထီတိုင်းရှာတယ်နော်အခုကိုကိုပစကကနေထွက်လိုက်တဲ့စကလုံးလေးအကုန်လုံးကတကယ်ဖြစ်လာလား ဟဲ့ပြီးလို့ရှင်ငါပြောပြမယ်ကောင်မလေးရက်လေဆေးကြောင်လာတာဘာလို့လဲဆိုလို့ရှင်ကိုယ့်ရဲ့ကောင်လေးကြီးစားကတခြားကောင်မလေးနဲ့ဆိုရလဲတည်တယ်ပြီးတော့ကိုယ့်ကောင်လေးတော်ကတ်ထားတဲ့အလော်ကောင်းကိုဖြော်ကောက်ပေးဖို့ဖြောက်ပေးဖို့အတွက်လေလောက်တယ်ဆိုတော့ကျွန်တော်ဘာလဲဆေးကြောင်လာတာနော်ငါတို့ပုံမှန်လူတွေအနေနဲ့စဉ်းစားလို့မရတဲ့အခြေအနေတွေအများကြီးနော် ပြီးတော့ကြတော့ငါတို့တိရတာကသူတို့ကိုဖမ်းပြီးတဲ့အခါမှာစစ်ဆေးတဲ့ရဲထဏာချုပ်ကပြန်ပို့ပြီးတဲ့သတင်းအရာငါတို့ကတိရတာတချို့ official account တွေကလည်းတင်ထားတာဘလို့လဲဆိုလို့ရှိရင်ကောင်မလေးကဒီဟိုတယ်မှာတဲနေတာကြာပြီတဲ့အဲ့လိုမျိုးတင်တာတချို့ official account တွေလည်းမဟုတ်ဘူးကောင်လေးကဒီမှာတဲတာဒိတ်ဒိတ်ကဲအပြုံမဲကိုခေါ်ပြီးတော့သူ့ရဲ့ horror horror ဇလန်းနေတဲ့ကဇက်ရုပ်တွေကို account ထဲပေါ်ချင်လို့အခုလိုမျိုးဖြစ်သွားတာဆိုပြီးပြောတာဘာဘေးဥစ္စာငါတို့ယုံလို့ယုံရမယ်မသိဘူးဖြစ်နေတာတကယ်တမ်း တကယ်အခြေအနေအမှန်ကြတော့အခုဆုံးပါသွားတဲ့ညီမလေးရယ်ပြီးလို့ရှိရင်အခုဒီအခုပြင်မှုကျွလွန်နေဒီအကောင်ရယ်အဲ့နှစ်ယောက်ပဲတည်မှာသဘောပေါက်လားငါတော့ဘယ်ဥစားလို့ရှင်လို့ရောမသိဘူးဖြစ်ဆက်ထဲတော့ငါပြောပြမယ်နော်ကို့ရည်စားချစ်သူကောင်လေးရယ်ဂိမ်းသမားလားစေးကြောင်လားစေးသမားလားတတိထားနော်ကို့ကောင်လေးလည်းမယုံနဲ့ကို့ရည်စားလည်းမယုံနဲ့နော်ကို့ချစ်သူလည်းမယုံနဲ့ဘသူမှမယုံနဲ့ရောလို့ရှင်ပါတော့စုံလုံးကမ်းမှာနော်အင်းကိုယ်တိုင်စေးကြောင်နေဆိုလို့ရှင်တော့ဂွမ်းမိနော် ရန်ကောင်းတဲ့စကားဆိုလို့ရှိရလောကမှာလည်းကိုကြိုက်တာကိုလုတ်တယ်နော်ကိုကြိုက်တာကိုလုတ်ဆိုတာသူ့ကိုဒီမျိုးလုတ်လို့ရှိရင်ကိုကကြိုက်မလားမကြိုက်မလားမကြိုက်မလုတ်နဲ့အဲ့ဒါကိုပြောတာအခုလိုလူတွေက reflect နော် reflect နော် reflect ဆိုတာဘာလို့သိလားအနီအောင်လန်အနီအောင်လန်နော်ငါပြောပြမယ်နော်အခုလိုမျိုးလေးတင်တာလုတ်ရဲစရဲရှိတဲ့ဟာတွေဂိမ်းကြောင်စေးကြောင် reflect နောက်တစ်ခုကကျတော့အခုဒီကိုကောင်လေးကဒီလိုမျိုးလုတ်လိုက်တဲ့အခြေအနေကိုဖုံးဖိပြီးတော့ ဖုံးဖိတော့လုံတဲ့ကောင်ကလေးရဲ့ပုံစံကလည်း reflect နော်။ဒါကြောင့်ဒီနေ့ကနေစပြီးတော့သကားအပြောအသူတွေစင်ချင်းနော်ပြီးလို့ရှင်ဒီနေ့ကနေစပြီးတော့ကိုဘောကတိုးတက်ရတိုးတက်ကြောင်းတွေကိုလေလံချိန်မဖြုံးနဲ့ငါစိတ်ဖူးတယ်နော်နင်တို့တွေတိလားအလုံးချစ်တယ်ဘိုက်ဘိုက်ရန်ကုန်မြို့လကောင်32လမ်းလူတက်မှုကိုစစ်ဆေးတဲ့အချိန်မှာပေါ့နော်ဒါတရခန်ရဲ့ထွက်ဆိုချက်ကတော်တော်တော့ပြင်းတယ်ဟိုစာရီဖတ်တာလည်းတော်တော်ကိုကြောက်စရာကောင်းတယ်ပေါ့နော် ာသူကဒီဂိမ်းကို အရန်ဆွဲလန်းနေတဲ့အခါကျတော့ဒီဂိမ်းလေးကပုံစံမျိုးကိုသူတတ်ချင်တာကွာတတ်ချင်တာဖြစ်တဲ့အတွက်ယောက်ျားလေးအချင်းချင်းတတ်မယ်ဆိုရင်သူ့ကိုပြန်လှုပ်မအောင်သူကအဲ့ဒါတော့ကြောက်တယ်အဲ့ဒီတော့သူ့ကိုပြန်ပြီးတော့လှုပ်လို့မနိုင်တဲ့မိန်းကလေးကိုသူရွေးတယ်ပေါ့ရွေးတဲ့အခါကျတော့ဒီလိုတတ်ဖို့အတွက်ကိုသူအကုန်လုံးပြင်ဆင်သွားတာကအာတတ်မဲ့ဓာတ်တွေအကုန်လုံးပေါ့နော်ဓာတ်တွေသူတွေပေးခဲ့ရင်လည်းအကုန်ဓာတ်တွေကိုစေးကြောဖို့အတွက်အစွန်းချွတ်စေးတို့တုတ်ဖို့အတွက်အဝက်အထည်တွေအဲ့ဒါတွေအကုန်လုံးကိုယူပြီးတော့သူက၅ရက်နေတယ်ရ ာဒီ32လမ်းလေးရ32လမ်း beauty land hotel ကိုသူက9ရက်နေတည်းကသူရောက်တာရောက်တဲ့အခါကျတော့ရောက်တော့မှသူကတမိုင်းဒိတ်ခဲ channel ကနေပြီးတော့ဒီကောင်မလေးကိုခေါ်လိုက်တာဗောနော်ခေါ်လိုက်တော့ဒီကောင်မလေးရောက်လာပြီဆိုတဲ့အချိန်မှာအရင်ဆုံး level ကိုညှစ်ပြီးတော့မှရင်ဝါကိုဓာတ်နဲ့ထိုးပြီးတော့တတ်လိုက်တာဒီနော်ပြီးတော့ကောင်မလေးသေသွားတဲ့အခါကျမှပေါင်သားကိုတလွာချင်းတီလွှာပြီးတော့လှီးတယ်လှီးပြီးတော့ဒီပေါင်သားတွေကိုတော့သူကအိမ်နာတွေကိုအကုန်လုံးထည့်ပြီးတော့ဆွဲချလိုက်ပြီးထင်ပါတယ်ရေဆွဲချလိုက်မယ်ထင်တယ်နော် အဲ့ဒီတော့အဲပြီးတော့ဟိုဘယ်လိုပြောဘိုက်ကိုခွဲတယ်ခွဲပြီးအထက်ကကလီစာတွေအကုန်လုံးကိုထုတ်ပြီးရဲ့အခါကျတော့မဟာဗန်နူလာလန်ဒေါင်ကအာကြွတ်ကြွတ်နဲ့ထုတ်ပြီးတော့မဟာဗန်နူလာလန်ဒေါင်ကအမိုက်ပုံးထဲမှာသွားပြီးတော့ထည့်ခဲ့တယ်တဲ့နော်အာပြီးတော့ဒီ channel ဟာတွေသူခုတ်ထင်မှာပေါ့ကွယ်နော် အဲ့နောက်တော့သူ့ရဲ့ကောင်မလေးကိုဒီဟာတွေအကုန်လုံးဝိုင်းပြီးတော့အာတန်ရှင်းရေးလုပ်ဖို့တွေပါတယ်ဒီမှာပေါ့သူကလှမ်းခေါ်တယ်ကောင်မလေးကတော့စခေါ်ခေါ်ချင်းမှမတိလောက်ဘူးဒါပေမဲ့ဟိုတယ်ကိုရောက်တော့မှသူကဒီလိုမျိုးသူဒီလိုလုပ်ခဲ့ပါတယ်ဆိုတဲ့အကြောင်းတွေကိုသူကပြောပြပြီးတော့အာဒီအလောင်းဖြောက်ဖို့အတွက်ပေါ့နော်သူဝိုင်းပြီးအဓိကတန်ရှင်းရေးတွေပါတယ်အကုန်လုံးဝိုင်းလုတ်ခိုင်းတယ်ဝိုင်းလုတ်ခိုင်းပြီးတော့သူ့ရဲ့ကြံတဲ့ဓာတ်ပေါ်တွေကိုအာအမိုက်အင်းနဲ့ထည့်ပြီးတော့အဲကွန်အော်တိုဘုတ်တင်ပြီးတော့သူတို့တွေချက်ောက်လုပ်ပြီးတော့ပြန်ခဲ့ကြတယ်ပေါ့ အဲအဲ့ဒီတော့ check out လုပ်တဲ့အချိန်မှာလည်းသူတို့ check out ဟိုဟာစစ်မှာပေါ့ကွာဒါပေမဲ့အခန်းကတော့တော်တော်တန်ရှင်းလုပ်ခဲ့ပုံရတယ်အခန်းကသူတို့အဲတတ်တဲ့အချိန်မှာအာဒုံလုံးနိုင်နိုင်လေးလုပ်တော့နန်းနန်းတိုက်ကလည်းဟိုတယ်ကလည်းဟောင်းနေထင်ပါတယ်နန်းရစေးသားတွေခွာကြလို့သူ6000ယောခဲရတယ်တဲ့အာပြီးတော့သူ့ရဲ့ဒီဓာတ်တွေပေါ့နော်ဓာတ်ကိုကြတော့သူကတာဂီတာအကောင်ပြန်ရတာဖြစ်တဲ့အတွက်မဟာဗန်နူလာတရားပေါ်ကနေပြီးတော့သူပြစ်ချခဲ့တယ်လို့ပြောတယ်ဒါပေမဲ့အခုပြတဲ့ပုံတွေထဲမှာပေါ့နော်ဖမ်းမိတဲ့ပုံတွေ ထဲမှာဓာတ်တွေပါပြထားတာတွေ့တယ်ဓာတ်တွေကဘာတွေကွာခြားချက်လည်းရှိတယ်ဆိုတော့ကိုယ်တွေလည်းဓာတ်တွေတိကျသိတာမဟုတ်ဘူးเนาะပထမဆုံးသတင်းစပြီးတော့ထွက်ခါစားကဒီသေဆုံးတဲ့ကောင်မလေးကဒီမှာ long stay နေတယ်ဒီ hotel မှာရက်ကြာနေပြီလို့လည်းတင်ထားတာတွေ့တယ်အခုကျတော့လည်း9ရက်နေမှခေါ်တယ်လို့လည်းပြောတယ်ပေါ့เนาะဒါကြားထဲမှာလဲဟတာတွေပေါ့ရှိတာတော့ရှိပါတယ်အများကြီးပဲရှိတယ်ဘာတွေကွာဟနေလဲဆိုတော့ဒါဘယ်သူမှသိနိုင်တဲ့အရာမဟုတ်ဘူးပေါ့ကွယ်เนาะ လူသက်တည်ရခံထွက်ဆိုချက်နဲ့လူသက်မှုကိုသင်ခန်းစာယူပြီးဆောင်ရွက်ဆောင်ရွက်လေးတွေကိုဒါပြပြထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုဒီမှာကျွန်တော်တို့ဒီပြန်နေဆုံးပြီးချမယ်ဗျာ